တငယ်ချင်းဖြစ်သူမရှိနေတာတောင်ဘာမှမဖြစ်တယ်လို့ဖြစ်နေကြတဲ့နှင်းစီအဖွဲသားများကဲပရိသတ်ကြီးတို့ရဲ့တစ်ချိန်တစ်ခါကအဖွဲလိုက်လို့လို့ပရိသတ်တွေစီကအားပေးမှုကိုတခဲနဲ့ရရှိထားခဲ့သူတွေကတော့နှင်းစီအဖွဲသားတွေပဲဖြစ်ပါတယ်အခုလိုမျိုးအော့အော်တောင်းနေအားပေးရခြင်းရဲ့နောက်ွယ်မှာလဲအဖွဲဝင်တယောက်ချင်းစီရဲ့အောင်မြင်မှုတွေဟာအတိုင်းအဆမရှိရှိနေကြတာကြောင့်အခုလိုမျိုးတစ်ဖွဲဖွဲလိုက်တဲ့အခါမှာတော့ဘယ်သူမှမထင်ထားလောက်အောင်ကိုမြန်မာနိုင်ငံမှာနာမည်ကြီးထိတ်တန်းစင်းရင်ဝင်ခဲ့ရတာပဲဖြစ်ပါတယ် ဖွဲ့တစ်ဖွဲ့ရဲ့ထုံးစံအတိုင်းတယောက်နဲ့တယောက်နားလည်မှုရှိရမယ်ဆိုတာသိထားတဲ့မင်းသားကြီးတွေအနေနဲ့ကတော့ညီကိုလိုဖြစ်နေတဲ့သူတွေကိုပဲစူးစီးထားခဲ့တာဖြစ်လို့တစ်ချိန်တစ်ခါမှအတွေးအကြုံမတူတာတွေအဆင်မပြေတာတွေဆိုတဲ့သတင်းတွေကိုမကြားခဲ့ရပါဘူးဒီလိုမျိုးရုပ်ရှင်အတိုင်းဝိုင်းမှာတင်မကပဲတပင်လောကမှာပါနေရာတနေရာရအောင်ယူနိုင်ခဲ့တဲ့ဒီအဖွဲ့ကြီးကတော့အစ်စ်အစ်စ်တွေထွက်လာဖို့ကိုပဲမျှော်လင့်နေခဲ့ကြပေမဲ့အခုအချိန်မှဆိုရင်တော့တသွေးတဲ့တသားတဲ့ဖြစ်နေကြပါတယ်ဆိုတဲ့ညီကိုတွေကသလန်းစီဖြစ်နေခဲ့ကြပါပြီ ူများတွေလိုစီးပွားရေးအရာဖွဲ့ခဲ့တဲ့အဖွဲ့တစ်ခုမဟုတ်ပေမဲ့လည်းနေတိုးတို့ကြော်ကြော်ဘိုးတို့ဆိုတာကတော့ငငယ်လေးတွေကတူတူကြီးခဲ့ကြသလုံးဘယ်အရာကိုမဆိုတူတူလုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သွေးတောက်ညီအကိုတွေအထိပြစ်ခဲ့ကြတာပါဒါပေမဲ့လည်းမင်းသားကြီးတလက်ပြစ်တဲ့မင်းမော်ကောင်ကတော့ဒီနှင်းစီသားများအဖွဲ့ကနေလုံလုံရရထွက်ခွာသွားပြီးသူ့ရဲ့ဘဝကိုအသက်အသက်သောအနာဂတ်တွေအတွက်ကြိုးစားပြီးနိုင်ငံရဲ့ချားမှာရက်တီနေခဲ့ပါတော့တယ်ဒီလိုမျိုးတယောက်နဲ့တယောက်ရဲ့အမြင်မတူပုံတွေအတွေ့အခေါ်တွေကအခုအချိန်မှာတော့ကြွားချသွားခဲ့ရတာဖြစ်ပြီးတချိန်ကအဖွဲသားဖြစ်ခဲ့မှုတဲ့မင်းမော်ကုန်းကိုတော့တတိယချင်းမရှိနေခဲ့တော့ပါဘူး မင်းမော်ကွန်အနေနဲ့ကတော့တငယ်ချင်းတွေဖြစ်ကြတဲ့နေတိုးတို့ကြွကြော်ဘိုးတို့ကိုနှင်းစီအဖွဲသားတွေအဖြစ်ဆက်လက်ခင်မင်နေသေးပေမဲ့လည်းတခြားသောသူတွေအနေနဲ့ကတော့အခြေအနေတွေနည်းနည်းငြိမ်သက်ပြီဆိုတာနဲ့နှင်းစီအဖွဲကြီးကိုပြန်လည်တည်ထောင်ပြီးနောက်ထပ်တစ်ကြိမ်ပြည်သက်တွေရှေ့ကိုရောက်လာနိုင်ဖို့ကြိုးစားနေကြပါတော့တယ်။အဲ့ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းပွဲဥတွက်အနေနဲ့နေတိုးတို့ကြွကြော်ဘိုးတို့ကလူငယ်တယောက်လိုဝစ်စင်ပြီးစင်မြင့်ပေါ်မှာတချင်းဆိုတာတွေဖြောပြမှုတွေကိုပြုလုပ်ခဲ့ကြပါသေးတယ်။ အဲ့ဒါပြင်အရွယ်တစ်ခုစီရလာကြပြီဖြစ်တာကြောင့်ကြကြောပိုတယောက်ကသူ့ရဲ့စတိုင်တွေကိုရှမ်းတိုင်းရင်သားတယောက်လိုအသွင်ပြောင်းပြီးဖျော်ဖြေခဲ့တာမို့ဒီဖွဲ့ကြီးဟာတစ်ချိန်ကသွေးတောက်ညီအကိုတွေဖြစ်ခဲ့ကြပါတယ်ဆိုတဲ့မင်းမော်ကောမရှိတော့တဲ့အခါမျိုးမှာလဲရေတောက်မြစ်တစ်ခုလိုမျိုးဆက်လက်ရှင်သန်နေအောင်မှာပါဆိုပြီးတစ်ဖက်တစ်လမ်းကနေထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ် တကယ်တမ်းမှကြတော့ဒီလိုမျိုးလုပ်ရသူတို့အချင်းချင်းအတွက်လည်းအင်မတန်မှမျက်နာပူရသလိုနိုင်ငံရဲ့ချားမှတယောက်တည်းဖြစ်နေတဲ့မင်းမော်ကွန်အတွက်လည်းဆောင်းအားသွားစေတာမို့ပြည်သက်တွေအနေနဲ့ကတော့နှင်းစီအဖွဲသားများဆိုတဲ့ခေါင်းစဉ်ကိုပြုတ်ပြီးတခြားနိုင်ငံတခုနဲ့ရှေ့ဆက်သွားဖို့အတွက်အကြံဉာဏ်ဝိုင်းပေးနေကြပါတော့တယ်ဘလို့ပဲဖြစ်ဖြစ်ပါဒီလမ်းကိုရွေးချယ်ခဲ့ရတဲ့ဒီလူတွေဟာတက်ဆိုင်ရာနယ်ပယ်တစ်ခုမှာတော့အောင်မြင်ကြောကြားအောင်လုပ်ကြရအောင်မှာမို့နေတို့တို့ကြောကြောပေါ်တို့ရဲ့အမှားလည်းမဟုတ်နေခဲ့ပါဘူးဗျာဘလို့ပဲဖြစ်ဖြစ်နှင်းစီအဖွဲသားဆိုတဲ့ခေါင်းစဉ်အောင်မှာမင်းသားကြီးမင်းမော်ကွန်မပါလာတာကိုတော့အလွန်ပဲစိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့ရောဒီအဖွဲ့သားတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြပါသလဲခင်ဗျာတချင်ကလူစုံတက်ဆုံနဲ့နှင်းစီအဖွဲ့သားတွေကိုတဖန်ပြန်လဲမြင်ကျင်ကြပါသလားဆိုတာ comment မှာလဲပြောပြသွားကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်လည်းမြန်မာနိုင်ငံမှာရှိတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေအမှုပညာရှင်သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကိုလည်း like and follow လုပ်ထားပေးဖို့တောင်းဆိုရင်းဗီဒီယိုလေးကိုဒီမှာတင်မဲ့အဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ခင်ဗျာ။